ဦးဇင်းတို့ပြောစတော်ဘုရားကြီးပြောတာလေးကိုမှီးပြီးတော့ပြောခြင်းနဲ့ကောင်းလန်းလို့နော်လောကကြီးမှာနေတယ်ဆိုတာကအကျဉ်းမြအဖြစ်တော့နှမျိုးပဲရှိအင်းတဲ့တယောက်တည်းနေခြင်းနေမယ်တယောက်တည်းမနေရင်အပေါင်းအဖော်နဲ့နေမယ်ဒါပဲဟုတ်လားကိုတယောက်တည်းနေခြင်းနေမယ်တယောက်တည်းမနေတဲ့အခါမှာအပေါင်းအဖော်နဲ့နေမယ်အဲ့ဒါမှစတော်ကြီးကအကျံပေးတာတယောက်တည်းနေတဲ့အခါမှာတတိနဲ့နေတဲ့ ဟုတ်လားကြောက်တဲ့နေဘာနဲ့နေမလဲပရိနဲ့နေမယ်တဲ့အပေါင်းဖော်နဲ့နေမယ်ဆိုရင်တော့မေတ္တာနဲ့နေတဲ့တယောက်တည်းနေတဲ့အချိန်မှာတတိနဲ့မနေဘူးဆိုရင်ကိလေသာအစိတ်သက်နေတဲ့အဲ့ဒီအချိန်မှာတောင်တွေးမြောက်တွေးတွေးပြီးတော့လောဘဒေါသဖြစ်ဖို့ပဲများတယ်တယောက်တည်းနေတာတတိမရှိဘူးဆိုရင်ပိဿေကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးအများနဲ့နေတဲ့နေရာမှာမေတ္တာမပါဘူးဆိုရင်သူလည်းမကောင်းနိုင်ဘူးဟုတ်ရဲ့လားအဲ့ဒီအချိန်မှာတတိရှိရင်တော့ တမျိုးကောင်းမှာပေါ့နော်သို့တော့အများနဲ့နေတဲ့အချိန်မှာတတိဆိုတာကလည်းပဲဟိုတတိပဋ္ဌာန်တရားဘာဝနာတရားဆိုတာလည်းနည်းနည်းခဲရင်လေမေတ္တာကတော့လွယ်ကူတဲ့သဘောလေးရှိတယ်။ဒါကြောင့်အများနဲ့နေတဲ့အခါမှာဆက်ဆံရတဲ့အခါမှာမေတ္တာမပါဘူးဆိုရင်ဒေါသအစိတ်ပဋ္ဌာန်အဖြစ်တင့်တက်တယ်။ဒါကြောင့်သရောကြီးကသူကလင်္ကာလေးစီတယ်တချို့ဓမ္မဘုဒ္ဓတများတဲ့ပုဂ္ဂိုလ်တွေရဘူးလိမ့်မယ်။တတိမေတ္တာဤနှပြလူရွာအစိတ်ဖြစ် တတိယမေတ္တာရဲ့ဒီတရားနှစ်ခုဟာလူရွာမှာရှိတဲ့လူသားတွေမှာတင့်နေတဲ့အစိတ်ကိုဖြေတယ်အစိတ်ဖြေစေနှစ်လက်ပဲတဲ့ဟုတ်လားတတိမေတ္တာဤနှစ်ဖြာလူရွာအစိတ်ဖြေတယောက်သေးပင် စွန့်အင်အပြိနေလိုပြီတတိဖြစ်တာနေဟုတ်လားကိုတယောက်သေးနေတဲ့အချိန်မှာစွန့်အားတွေနဲ့တရားစွန့်အားတွေနဲ့ကြည်ကြည်လင်လင်မြင့်မြင့်မြတ်မြတ်ချမ်းချမ်းသာသာ တကယ်ကိုပဲရှင်းရှင်းလင်းလင်းနေခြင်းလေဆိုရင်ဘာနဲ့နေမလို့တတိနဲ့နေရမယ်အဲ့ဒီတတိမရှိရင်အဲ့ဒါတယောက်တည်းနဲ့အစိတ်သက်နေမှာပဲစိတ်နှလုံးမှာအစိတ်သက်နေမှာပဲဟုတ်ရလားအဲ့တော့တတိနဲ့နေတယ်ဆိုတာကလည်းပဲလူငယ်ရင်နားလည်အောင်အကြံဉာဏ်တော့ပြောဦးမယ်တတိနဲ့နေတယ်ဆိုတာကဒီပစ္စုပန်ဖြစ်စေသဘောတရားကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိပြီးတော့နေတဲ့အလေးအကျင့်ပေါ့နော်အတိတ်ဆိုတာပြီးခဲ့ပြီတကယ်မရှိတော့ဘူးနော် အဋိဆိုတာဘာမှမရှိတော့ဘူးပဋိတန်နာနာဂမေယနပတိကင်ခေအနာဂတံရရတိတံပဟိနတအပတင်စအနာဂတံ ਨੇ အဋိဆိုတာချုပ်ခဲ့ပြီပြောက်ခဲ့ပြီမရှိတော့ဘူးနော်အနာဂတ်ဆိုတာတကယ်မဖြစ်သေးလို့ तू ဟာရှိကိုမရှိသေးဘူးဟုတ်ရဲ့လားအဲ့တော့လုံးလုံးစင်ရှိနေတာကတကယ်အရှိတရားကအခုပြစ္ဆုတ်ပါမှာရှိနေတဲ့တရားတွေတန်တကယ်အရှိတရားเนาะအသက်တွေ၄၆၀နေခဲ့ပြီမလို့တပြိုင်တည်းနေတာမဟုတ်ဘူး ဏပြီးမှတခဏနေရတာတစ္ဆက္ကန့်ဆိုတဲ့အချိန်တောင်တပြိုင်တည်းထဲမရအောင်တစ္ဆက္ကန့်ကိုဥစဉ်လို့မီလီစက္ကန့်ဆိုပြီးတော့ပိုင်းလို့ရသေးတယ်မဟုတ်လားရသေးတယ်နော်အေးတစ်ချိန်ပြီးမှတစ်ချိန်အချိန်ကလေးနဲ့ကပ်ပြီးတော့စဉ်းစားရင်အင်မတန်ရှင်းတယ်ဟုတ်လားယခုနောက်တော့ငါရုပ်တရားနံတရားသဘောတရားတွေအခုဘာမှမရှိတော့ဘူးအခုယက်တည်နေတာကနောက်ထပ်အစ်စ်ဖြစ်နေတဲ့လောလောဆယ်ရုပ်နံနဲ့ယက်တည်နေတာတစ္ဆက္ကန့်လေးလောက်မြန်လဲရှေ့ကိုကြိုးပြီးတော့အနာကမှာကြိုးပြီးတော့နေလို့လည်းမရဘူး ဆိုလိုတာကအခုအခုအခုဆိုတဲ့သဘောလေးကိုသဘောပေါက်ဖို့လိုတယ်။အဲ့ဒါတရားဘာဝနာရဲ့အဓိကတော့ချက်လို့လည်းပြောလို့ရတယ်။နော်။အဲ့ဒီအခုအခုဆိုတဲ့ပစ္စုပန်မှာစိတ်တည်ခြင်းနဲ့ဆိုလို့ရှိရင်ထင်ရှားတဲ့ခံစားချက်ကိုစိတ်ကလေးကပ်ပြီးတော့သိအောင်ကြိုးစားရတယ်။အခုဘာဖြစ်နေတုန်းဘလို့ခံစားနေရတုန်းပူးနေသလားအေးနေသလားထိတဲ့သဘောရှိနေသလားကြားတဲ့သဘောရှိနေသလားမြင်တဲ့သဘောရှိနေသလားအခုလောလောဆယ် ဖြစ်ပေါ်နေတဲ့သဘာဝရဲ့အပေါ်မှာစိတ်ဆိုင်ပြီးတော့အဲ့ဒီစိတ်နဲ့သိလို့ရတဲ့အရာလေးကိုဖလှမ်းပြီးတော့သိလိုက်ရမယ်လူငယ်တွေလွယ်လွယ်လေးနော်တရားဘာဝနာနီးဆိုတာလွယ်လွယ်လေးရယ်လှုပ်ဖို့ပဲခက်တာနော်တရားဆိုတာလှုပ်တက်ဖို့ကလွယ်လွယ်လေးဒါပေမဲ့အဲ့ဒီအတိုင်းဆွဲဆွဲမြဲမြဲလှုပ်ဖို့ကြတော့အင်မတန်ခက်တယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ကအလေးအကျင့်မရဘဲနဲ့ဟိုးအာယုန်တွေပဲကြီးစိတ်ကရောက်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 သွားလို့ သဘောပေါက်ရလားအဲဒါကြောင့်လုတ်တက်ဖို့ဤကလေးကတော့ဖြည်းဖြည်းလေးလေးသိထားတဲ့လို့ထင်တယ်ဟုတ်လားဒါကြောင့်ဘယ်လိုသဘောတရားပဲဖြစ်ဖြစ်ဖြစ်နေတဲ့အခိုက်အတန့်လေးမှာပြစ္ဆုတ်ပံတဲ့နိုင်လည်းမတဲ့အောင်မိအောင်အခုအခုဆိုပြီးတော့သိအောင်ကြိုးစားရမယ်သိုံမဲ့လိုက်သိရမယ်အဲ့ဒါစဉ်းစားတာတွေတွေးတောတာတွေဘာမှမပါစီနဲ့နော်ဖြစ်နေတဲ့အာယုကိုသိုံလေးပဲလိုက်ပြီးတော့သိရမယ်ဟုတ်လား အဲ့ဒီတိတဲ့ကိစ္စထဲမှာသတိပါတယ်သူဆရာကြီးပဲနော်အဲ့ဒီသတိနဲ့သိပါများလာရင်အဲ့ဒီသိရတဲ့အာယုံရဲ့သဘောတဘာဝတွေကိုနောက်တော့ပူပြီးတော့နားလည်လာမယ်။အော်ဘယ်အာယုံပဲဖြစ်ဖြစ်ဘယ်သဘောတရားပဲဖြစ်ဖြစ်ဖြစ်ပေါ်လာပြီးရင်တောက်လျှောက်မရှိတော့ဘူး။နောက်ထပ်အတိတ်တစ်ခုဖြစ်လာတယ်။အဲ့ဒါကလည်းဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့ဘူး။ ဖြစ်ပေါ်လာတယ်မရှိတော့ဘူးဖြစ်ပေါ်လာတယ်မရှိတော့ဘူးဒါပေမဲ့အဲ့ဒီမရှိတဲ့နေရာမှာနောက်ထပ်ဖြစ်ချင်းတရားတစ်ခုကအစားဝင်ဝင်ပြီးတော့ထိုးလာတယ်ဟုတ်ရဲ့လားအဲ့ဒီတော့ဘဝဆိုတာအသစ်အသစ်အမြဲတမ်းဖြစ်နေတယ်ဘဝဆိုတာအမြဲတမ်းအသစ်ပဲဟုတ်ရဲ့လားအဲ့ဒါလို့အသစ်ဖြစ်နေတဲ့ပစ္စုပန်သဘောတရားတွေကိုတတိနဲ့စိတ်ဆိုင်ပြီးတော့တိအောင်လှုပ်လှုပ်နေတဲ့အလေးကျင့်ကိုကြိုးစားရမယ်အဲ့ဒါတရားဘာဝနာကြိုးစားတာပဲတဏှာဖြင့်တတိနဲ့နေတာပဲ ဟုတ်လားဟိုနေတက်ဖို့သိမခဲရင်ဘူးနော်သွားရင်လာရင်စားရင်တောက်ရင်ပြောရင်ဆိုရင်နဲ့ပဲခန္ဓာကိုယ်ရဲ့ထင်ရှားတဲ့နေရာတစ်ခုခုပေါ့ထင်ရှားတဲ့နေရာကစိတ်ကိုလာပြီးတော့အချက်ပြပါတယ်နော်ဘာဖြစ်နေလဲအခုတရားတော်မတို့မသိကဘာကိုသိနေသလဲအဲ့ဒီဥစ္စာကိုထပ်ပြီးတော့ဂရုစိုက်ပြီးတော့သိကြည့်လိုက်ပေါ့မရဘူးလားရတယ်ဟုတ်ရလားအေးအဲ့ဒီလိုမျိုးတတိနဲ့နေလို့ရှိရင် တယောက်တည်းနေတဲ့နေရာမှာကိလေသာအစိမ်မတင်နိုင်ဘူးလို့ဒုက္ခတိလို့ပြောတယ်ဟုတ်လားဒါပေမဲ့လူဆိုတာတယောက်တည်းအမြဲတမ်းနေလို့ရလားမရဘူးမိသားစုရှိတယ်ဆွေမျိုးရှိမယ်အင်းနာချင်းရှိမယ်လူဖို့ကံပဲတည်ရှိမယ်ဟုတ်လားအဲ့ဒါတွေနဲ့ဆက်ဆံတဲ့အခါမှာကြတော့တဲ့အများတကာဆက်ဆံရာမေတ္တာပါမအစဉ်ပြေတဲ့မေတ္တာလေးနဲ့နေမှကောင်းလားဟုတ်ရလားအေးမေတ္တာဆိုတာဘာလဲဆိုတော့ တပါသောသူတို့ရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားလားမေတ္တာလို့ပြောလိုက်ရင်မျက်စိလေတော့မှဆိုရတယ်နော်မေတ္တာကိုချစ်ခြင်းလို့ဘာသာပြန်တာဟာအင်မတန်ဟိုအကျမ်းသာဆန်တယ်နော်ချစ်ခြင်းကသူက၃မျိုးလောက်ရှိတာကိုဗျနော်တဏ္ဍပေမနဲ့ချစ်တယ်ဆိုတဲ့လင်ခြင်းမရာချစ်ရှိတယ်နော်ဒေဟတိတပေမလို့ခေါ်တဲ့မိသားစုချစ်ခြင်းဆွေချင်းမျိုးချင်းမိတ်ဆက်ဆွေချင်းမရှိဘူးလားရှိတယ်ဒီနေရာမှာမေတ္တာဆိုတဲ့ချစ်ခြင်းကမေတ္တာပေမ တပါသောတတ္တဝါတို့ရဲ့အကျိုးစီးပွားကိုလိုလားယုံတတ်တက်ကလေးအဲ့ဒါမေတ္တာနော်ဒါကြောင့်ကိုယ်နဲ့နှိုင်းဆံပြီးတော့ဩအလုံးသောတတ္တဝါတွေငါလိုဘေးရန်ကင်းခြင်းများမှာငါလိုကျန်းမာရေးကောင်းခြင်းများမှာငါလိုနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းများမှာလို့ကိုယ်နဲ့နှိုင်းဆံပြီးတော့သူတို့လိုလားတဲ့ဘေးရန်ကင်းခြင်းကျန်းမာရေးကောင်းခြင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းဆိုတဲ့ကောင်းကျိုးနဲ့ချမ်းသာတွေရကြပါစေလို့စိတ်ထဲကညှို့ပြီးတော့ တတ္တဝါတွေကိုအာရုံပြုပြီးတော့ဘေးရန်ကင်းပါစေ၊ကျန်းမာရေးကောင်းပါစေ၊နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေဆိုလို့ရှိရင်မေတ္တာမဖြစ်ဘူးလားဖြစ်တယ်။အဲ့ဒီမေတ္တာစိတ်ကိုထက်ချီးတလဲလဲဖြစ်အောင်ကြိုးစားနေတာကိုပဲမေတ္တာပွားတယ်လို့ခေါ်တာ။ဟုတ်ရလား။အေးအဲ့ဒီတော့နေခြင်းကတော့အကျံမြင်တယောက်တည်းနေခြင်းနေမယ်အများနဲ့နေခြင်းနေမယ်တယောက်တည်းနေရင်တော့တတိနဲ့နေပါအများနဲ့နေမယ်ဆိုရင်တော့မေတ္တာနဲ့နေပါ